ဒီနေ့ဗီဒီယိုလေးကတော့ကော့လန်ဂျွန်ကိုအချိန်9နာရီအတွင်းသွားထားတဲ့ဗီဒီယိုလေးပါကော့လန်ကိုသွားဖို့ speed boat နဲ့ ferry ဆိုပြီးရွေးချယ်စရာနှမျိုးရှိပါတယ်မိမိတို့ကစိတ်ကန်းကိုရောက်တဲ့အချိန်နေ့ကင်းနာရီဖြစ်နေပြီလို့ speed boat ကိုရွေးချယ်လိုက်ပါတယ်ဒီ speed boat ကကော့လန်ဂျွန်ကနေညနေ9နာရီပြန်လာမှာပေါ့နော်အဲ့တော့ဂျွန်ပေါ်မှာလည်းပဲချိန်နာရီခွဲပဲအချိန်ရတယ် ဒီ speedboat စီးနေရင်းနဲ့မြင်တွေ့ရတဲ့မြင်ကွင်းတွေနဲ့တော်တော်ဦးမတန်ပြီးတော့ဘဝအမောတွေပြပြောက်ခင်မီတို့သွားတယ်လို့မျိုး day trip မဟုတ်ဘဲနဲ့တညရေးကြီးသွားခြင်းရင်အကူရာ app မှာ hotel တညာ300ရာတန်းအနေစပြီးတော့ရှိပါတယ်။ 25မိနစ်လောက်စီးပြီးတဲ့အခါမှာကိုလန်ကျုံကိုရောက်ခဲ့ပါပြီ။ကျုံပေါ်မှာအပန်းဖြေစရာ activities တွေအများကြီးရှိတယ်။မိမိတို့ကတော့ရှုခင်းတွေကြည့်ကျင်လို့နှစ်နာရီစာစိုက်ကင်ငားခဲ့တယ်။စိုက်ကင်ငားတာပုံမှန်ကိုတစ်ရက်လုံးလုံးကိုမှ400ပဲကြာတယ်။ဒါမှနှစ်နာရီစာကို200နဲ့စက်တာဘလို့မှမရဘူး။နောက်ဆုံးမှာတော့250နဲ့ဈေးတည့်သွားတယ်။ စိုက်ကင်ငါပြီးတော့ကျွန်းတကျွန်းလုံးကိုပတ်ရတာကိုလန်ကျွန်းရဲ့အနှစ်သာရတစ်ခုပါတော်တော်များများလဲ fashion တွေကျွေးပြီးတော့တပ်ပုံတွေရိုက်ကြတယ်ဗီဒီယိုတွေရိုက်ကြတယ်တော်တော်မိုက်တယ်ကိုကတော့ fashion သိပ်မကျွေးနိုင်ဘူးခုံဆွားခုံဆွားလုပ်ခဲ့တယ်အခုမြင်နေရတာတော့ viewpoint နေရာလေးပဲဖြစ်ပါတယ်ကိုလန်ကိုလာဖို့အတွက်ဘန်ကောက်ကနေပတ်တရားကိုကားစီးရတော့130ပဲကြာခဲ့ပါတယ်လေကောင်းလေတန်းရတယ်စိမ့်စိမ့်ဆွဆူတွေမြင်ရတယ်ဆိုတော့ပြောစရာရန်ကောင်းတယ် ဒီကန်းချီတရှောင်းမှာဆိုလို့ရှိရင်လည်းအင်သားရေချိုးကန်းနေရှိတဲ့အတွက်ကန်းချီမှာပဲအနားယူလဲရရတယ်နော်ဒီကော့လန်ဂျွန်ရဲ့ day trip အစီအစဉ်လေးကတော့မြို့ပြမှာမုန်းချက်နေတဲ့သူတွေအချိန်မရပဲနဲ့ခဏတာအတွင်းမှာအမောပြေခြင်းတဲ့သူတွေအတွက်ကိုအဆင်ပြေပါတယ်ညနေ9:00နာရီမှာဂျွန်ကနေပြန်လဲထွက်ခါခဲ့ပြီးတော့နေဝင်ချိန်ကိုကြည့်ရှုခဲ့တယ်ဒီခီးစဉ်လေးစာဆုံးကို စားရတော့တာပါဝင်ကိုမှတယောက်ကိုပတ်တထောင်ဝင်းချိန်ပဲကြားခဲ့ပါတယ်ကြည်ပေးလို့ကျေးဇူးတင်ပါတယ်တတား